မင်္ဂလာပါရှင်ဒီ channel လေးရနေပြီးတော့မြန်မာသားယင်းဤမြန်မာသားဖန်နည်းနဲ့စကားပြောဆိုနည်းလေးတွေအပြင်အတန်းစင် alike မြန်မာသားဖတ်စာလေးတွေကိုသင်ကြားပေးနေတာဖြစ်ပါလိမ့်ရှင်ဒီနေ့တော့တသမတန်မြန်မာသားဖတ်စာမှာပါဝင်တဲ့ဂျေတော့အမှန်ဖတ်တော့အတန်းဆိုတဲ့သင်ခန်းစာလေးကိုဆက်လက်ပြီးတော့ပြောပြသင်ပြပေးသွားမှာ ဖြစ်ပါတယ်မြန်မာစကားမှာ ရေးတော့အမှန်ဖတ်တော့အတန်းဆိုတဲ့ဆိုရိုးစကားရှိပါတယ်။စာရေးလို့ရှိရင်စလုံးပေါင်းတပ်ပုံနဲ့အညီအမှန်အတိုင်းရေးရပေမဲ့စာဖတ်တဲ့အခါမှာတော့ပြောဆိုလေးရှိတဲ့ပုံမှန်အတိုင်းအတန်အတွက်အတိုင်းဖတ်ရတာဖြစ်ပါတယ်။အတန်ထွက်တဲ့နေရာမှာရေးတဲ့အတိုင်းမထွက်ဖဲနဲ့အတန်ပြောင်းထွက်ရတဲ့အကြောင်းတစ်ခုကတော့ခက်ရာကနေလွဲရအောင် ပြောင်းခြင်းမဲ့ဖြစ်ပါတယ်အတန်းနှစ်တန်းကိုတစ်ဆက်ထဲရွတ်ဆိုတဲ့အခါမှာ ရှေးကအတန်းနဲ့အာထရှာထအစဉ်ပြေအောင်ရွတ်ဆိုရလွယ်အောင်နောက်ကအတန်းကို လိုအပ်သလို လိုက်ပြောင်းပေးရခြင်းဖြစ်တယ်ဆိုပြီးတော့ရေဘူးရအဖြစ်မှတ်ယူနိုင်မှာဖြစ်ပါတယ်လူငယ်တွေအနေနဲ့မြန်မာစကားအပြောအဆိုနဲ့ပတ်သက်ပြီးတော့အတန်းအတွက်မှန်ကန်မှုပြီးတော့မှုဆိုင်ရာမှတ်သားလိုက်နာဝယ်လေးတွေကို ပြည့်စုံအောင်အချက်အလက်ကလေးတွေထုတ်ပြီးတော့ဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်။နံပါတ်ပထမဆုံးအနေနဲ့မြန်မာစကားပြောတဲ့နေရာမှာအခြေခံကြတဲ့အတန်ပြောင်းနေအချက်ကလေးရှစ်ချက်အကြောင်းလေးကိုဆက်လက်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့စကားပြောတဲ့နေရာမှာအတန်ပြော့ကိုအတန်ပြင်းအဖြစ်ပြောင်းပြီးတော့အတန်ထွက်ရတဲ့စီကံလေး အကြောင်းပဲဖြစ်ပါတယ်တရားကတော့အဆင့်အဆက်ကျင့်သုံးခဲ့ကြတဲ့စည်းကမ်းပဲဖြစ်ပါတယ်အတန်ထွက်တဲ့နေရာမှာပုံမလွယ်ကူအောင်လို့နော်ဒီလိုအတန်ပြောင်းပြီးတော့ထွက်ခဲ့ကြခြင်းပဲဖြစ်ပါတယ်တာဒကအားဖြင့်ကြည့်မယ်ဆိုရင် လူကြီးလူကောင်းလူကြီးလူကောင်းကိုစာနဲ့ရေးတဲ့အခါမှာလူကြီးလူကောင်းလို့ရေးတယ်ဒါပေမဲ့ဖတ်တဲ့အခါမှာကျတော့လူကြီးလူကောင်းလို့ ဖတ်တယ်ဒါကတော့စကားပြောရစကားပြောတဲ့နေရာမှာเนาะအတန်ထွက်ရတဲ့စီကံလွယ်ကူလွယ်ကူအောင်လို့အတန်ကို ပြောင်းပြီးတော့ထွက်ရတဲ့ပထမဆုံးအချက်ကလေးပဲဖြစ်ပါတယ်အတန်မပြောင်းမဲထွက်မယ်ဆိုရင် လူကြီးလူကောင်းဆိုပြီးတော့ထွက်ရမှာဖြစ်ပါတယ်ဒါပေမဲ့ဒီလိုအတန်မပြောင်းမဲထွက်တာတဲ့အတန်ပြောင်းပြီးတော့ထွက်လိုက်ခြင်းကပိုးပြီးတော့ နော်စကားပြောဖို့လွယ်ကူသွားတာကို တွေ့ရမှာဖြစ်ပါတယ်။ဒါကြောင့်အတန်ပြောဖြစ်တဲ့ကြီးကောင်းဆိုတဲ့အတန်ပြောကိုကြီးကောင်းဆိုတဲ့အတန်ပြင်းနဲ့ပြောင်းပြီးတော့ထွက်ရတာဖြစ်ပါတယ်။ဒါပထမအချက်ဖြစ်ပါတယ်။ကဲဒုတိယအချက်ကြည့်အောင်အတန်နှစ်တန်ကို ဒီပုံဒီနည်းအတိုင်းပဲကြားမှာမရမနာပဲတစက်ထဲယူဆုံမယ်ဆိုလို့ရှိရင်နောက်ကအတန်ပြော့တွေဟာအတန်ပြင်းအဖြစ်ကို ပြောင်းနိုင်တာတွေ့ရမှာ ဖြစ်ပါတယ်ဒါဆိုရင်မြန်မာစကားမှာအတန်ပြောင်းနိုင်တဲ့အတန်ပြော့အတန်ပြင်းဇုံတွဲတွေရှိပါတယ်အဲ့ဒါတွေကတော့ကားခနဲ့ကနော်စစနဲ့ဇတထနဲ့ဒပဖနဲ့ဘ နဲ့တာဆိုပြီးတော့ရင်သူကအတန်အတန်ပြောနဲ့အတန်ပြင်းဇုံတွဲတွေကိုလေ့လာတွေ့ရှိရမှာဖြစ်ပါတယ်။ကဲဒီအတန်ပြောနဲ့အတန်ပြင်းမှာစစောကပြောသွားတယ်မရမနာပဲဇက်တိုက်ယူဆိုမယ်ဆိုလို့ရှိရင် နောက်ကအတန်ပြောတွေဟာအတန်ပြင်းအပြစ်ကိုပြောင်းသွားတယ်တဲ့။ကဲကြည့်အောင်တန်ကွင်းကွင်းဆိုတာကအတန်ပြော့ဒါဆိုရင်အတန်ပြင်းသူကမရမနာပဲဆက်ပြီးတော့ ရွတ်ဆိုလိုက်တဲ့အတွက်ကြောင့်မလို့သူ့ကိုနော်တို့ကဘလို့ရွတ်လဲဆိုတော့တန်ကွင်းဆိုပြီးတော့ရွတ်တယ်ဒါဘာလဲဆိုတော့နောက်ကကွင်းဆိုတာအတန်ပြင်းတန်ကွင်းလို့မရွတ်ဖက်နဲ့တန်ကွင်းလို့နော်ရွတ်တာဖြစ်တယ်ကဲနောက်တစ်ခုကြည့်အောင်ခွဲထီနော်ထီဆိုတာကအတန်ပြောဒါဆိုရင်ခွဲထီကိုတို့ကခွဲထီလို့မဖက်ဖက်နဲ့မပြောဖက်နဲ့ခွဲထီလို့ဆိုပြီးတော့ရင်ဖက်တယ် နော်နောက်ကအတန်ပြင်းနောက်တစ်ခုရေခွက်ရေခွက်ခွက်ဆိုတာကအတန်ပြော့နှစ်ခုပေါင်းပြီးတော့ကြားထဲမှာမရက်ဖက်နဲ့ဆက်ရိုးလိုက်တဲ့အတွက်ကြောင့်မလို့ရေခွက်ကိုတို့ကရေခွဲလို့ဖတ်တယ်နောက်တစ်ခုညောင်ပင်ညောင်ပင်ကိုလည်းဒီတိုင်းပဲညောင်ပင်လို့မရေမဖတ်ဖက်နဲ့သူကမရက်မနာပဲ တဆယ်တန်းဆက်ပြီးတော့ရွတ်တဲ့အတွက်ကြောင့်မလို့သူကညောင်ပင်ကိုညောင်ပင်လို့ဖတ်တယ်အဲ့လိုပဲလဆာကိုလဆာလို့ဖတ်တယ်မုံဖိုးကို မုံဘိုးလို့ဖတ်တယ်ထိုးဆေးကိုထိုးဆေးလို့ဖတ်ပြီးတော့ရွှေတောင်ကို ရွှေတောင်လို့ဖတ်တာဖြစ်ပါတယ်ဒါလေးကတော့အတန်းနှစ်တန်းကိုနော် ကြားထဲမှာမယံမနာပဲနဲ့တခါတည်းဆက်ပြီးတော့ရွတ်လို့ရှိရင်နောက်ကအတန်ပြော့တွေဟာအတန်ပြင်းအဖြစ်ပြောင်းလဲသွားတယ်ပြောင်းလဲပြီးတော့ရွတ်ဖတ်နိုင်ရတယ်ဆိုတော့နံပါတ်1အချက်ပဲဖြစ်ပါတယ်ကဲနံပါတ်3အချက်ကလေးကြည့်အောင် ကနဲ့တတ်တယ်စနဲ့တတ်တယ်တာဝင်းဘူးနဲ့တတ်တယ်ပဆောင်နဲ့ပတ်တတ်တယ်ဒီအတက်တည်းရဲ့အတန်တွေဟာအတန်ပြတ်တောက်တယ်เนาะအတန်ရှိမရှိဘူး အတန်းနှစ်တန်းကိုတစ်ဆက်ထဲရုပ်ပေမဲ့ရှေ့မှာဒီလိုကတ်တတ်တို့စတ်တတ်တို့တတ်တတ်တို့ပတ်တတ်တို့ ဆိုတဲ့အတန်းနေရှိနေလို့ရှိရင်နောက်ကအတန်းကမပြောင်းပါဘူးကဲသားတကအနေနဲ့ကြည့်အောင်ဆက်ကွင်းဆက်ကွင်းသည်ကတ်တက်နဲ့ဆက်ထားတယ်ကတ်တက်နဲ့တက်ထားတယ်ဒါကြောင့်မလို့နောက်ကအတန်သည်မပြောင်းသွားဘူးဆက်ကွင်းနောက်တစ်ခုမက်ခွက်မက်သည်တက်တက်နဲ့တက်ထားတာ ဖြစ်တဲ့အတွက်ကြောင့်မလို့သူလည်းအတန်မပြောင်းပါဘူးနောက်တစ်ခုဖြတ်စာ သူလည်းတာဝန်ပုံနဲ့တတ်ထားတဲ့အတွက်ကြောင့်မလို့အတန်တွဲတွေပြောင်းမသွားပါဘူးဖြတ်စာတောင်စေကြောက်တောင်ဝက်ထီသစ်ပင်သစ်သီးနော်နားလည်းမလားတော့မသိဘူးကာကြီးနဲ့တတ်မယ်စာလုံးနဲ့တတ်မယ်တာဝင်းမူနဲ့တတ်မယ်ပန်းဆောင်နဲ့တတ်မယ်ဆိုတော့ အသက်တွေတတ်ထားတဲ့စကလုံးနှလုံးဆိုလို့ရှိရင်နောက်ကအတန်တွေဟာမပြောင်းအတန်မပြောင်းသွားဘူးเนาะဒီအတန်တွေဟာပြတ်တောက်တဲ့အကျွဲ့တွဲကြောင့်မလို့နောက်ကအတန်ကို ပြောင်းမသွားဘူးတာရကအနေနဲ့ကြည့်မယ်ဆက်ကွင်းမက်ခွဲဖြက်စာတောင်စေကြောက်တောင်ဝက်ထီတစ်ပင်တစ်သီးကဲဒါဆိုရင်နောက်တစ်ချက်ကြည့်ရအောင် နောက်တစ်ချက်ကဘာလဲဆိုတော့အတန်နှစ်တန်တွဲလိုက်တဲ့အခါမှာနောက်ကအတန်ကြောင့်ရှေ့ကအတန်ကပြောင်းသွားတယ်အတန်ကတဝက်ပဲထွက်တော့တယ်။နောက်ရှေ့ကတရတန်နေရအတန်တိုသွားပြီးတော့အတန်တဝက်ပဲကျန်တော့တယ်။တာရကအနေနဲ့ကြည့်မယ်ဆိုရင်ငပိသူ့ကိုတို့ကဖတ်မယ်ဆိုရင်ငပိလို့ဖတ်တယ် ဒီနေရာမှာကြည့်မယ်ဆိုရင်ငါငါကနေပြီးတော့ရင်အတန်တဝက်သားယူဆိုရတဲ့ငါအနေနဲ့ပြောင်းသွားတယ်ငါပိဆိုပြီးတော့ရေးပေမဲ့ဖတ်တော့ငပီလို့ဖတ်တယ်နောက်တစ်ခုနွားမလို့ရေးပေမဲ့ဖတ်တော့နမလို့ဖတ်တယ်နွားရဲ့အတန်ကတဝက်ပဲကျန်နေနွားမလို့ရေးပေမဲ့ဖတ်တော့နမလို့ဖတ်တယ်သူခိုးလို့ရေးပေမဲ့ဖတ်တော့တခိုးလို့ဖတ်တယ် တက်ခူးလို့ရေးပေမဲ့ဖတ်တော့တက်ခူးလို့ဖတ်တယ်နှုတ်ခမ်းလို့ရေးပေမဲ့ဖတ်တော့နှက်ခမ်းလို့ဖတ်တယ်ဒါကတော့အတန်နှစ်တန်တွဲတဲ့အခါမှာနောက်ကအတန်ကြောင့်ရှေ့ကအတန်ပြောင်းသွားတယ်ရှေ့ကတရရီဟာအတန်တိုးသွားပြီးအတန်တဝက်သာကျန်တော့တယ်ဆိုတော့အချက်ကလေးပဲဖြစ်ပါတယ်နောက်တစ်ချက်ကြည့်အောင် ဒီအချက်ကတော့ဘာလဲဆိုတော့ရှေ့ကအတန်နဲ့နောက်ကအတန်ကိုမချားမဖြတ်ဖဲနဲ့တစ်ဆက်တည်းယူဆိုလိုက်မယ်ဆိုလို့ရှိရင်အတန်ကပြောင်းသွားတယ်တစ်ဆက်တည်းမယူဆိုဘဲနဲ့ဂျားတဲ့ကနေချားပြီးတော့ယူဆိုလို့ရှိရင်တော့အတန်ကမပြောင်းတော့ဘူးတဲ့ကဲတာရကအနေနဲ့ကြည့်ရအောင်အမေပဲပြုံးနေတယ် နော်နောက်တစ်ခုကြည့်အောင်ပဲပြုံးဝယ်ပါကဲပထမစာကြောင်းကြည့်အောင်အမေပဲပြုံးနေတယ်ပဲပဲပြုံးမှာရှေ့ကအတန်နဲ့နောက်ကအတန်ကနော်မချားမဖြတ်ဖက်နဲ့တစ်ဆက်ထဲရွတ်နေတယ်ဒါကြောင့်မလို့နော်အဲတစ်ဆက်ထဲနော်တစ်ဆက်ထဲမရွတ်ဘူးကြားထဲကနေချားပြီးတော့မှရွတ်နေတယ်အမေပဲပြုံးနေတယ်ဒါကြောင့်မလို့ အတန်မပြောင်းမှုကဲနောက်တစ်ချောင်းကြည့်အောင်ပဲပြုံးဝဲပါဒီနေရာမှာကြတော့เนาะတစ်ဆက်တည်းမယုတ်ဆိုဘဲနဲ့ဈားထဲမှာအတန်ချပြီးတော့ယုတ်ဆိုထားတယ်เนาะဒါကြောင့်မလို့ပဲပြုတ်ဆိုတဲ့နေရာမှာပြုတ်ကို ပြောင်းပြီးတော့เนาะဖတ်ရတာဖြစ်တယ်ပဲပြုံးဝဲပါ အမေပဲပြုံးနေတယ်။ကဲဒါလေးကိုတော့ရှင်းမယ်လို့ထင်တယ်။ပြန်ကြည့်အောင် အတန်ပြောင်းခြင်း ဆိုတာကတော့ရှေ့ကအတန်နဲ့နောက်ကအတန်ကိုမချားမဖြတ်ဖဲနဲ့တဆက်ထဲယူဆိုမှုကြောင့်ပြောင်းခြင်းဖြစ်တယ်တဆက်ထဲမယူဆိုဘဲဈာတဲ့ကချားပြီးတော့ယူဆိုရင်တော့အတန်မပြောင်းတော့ဘူးတဲ့တာရကအနေနဲ့ကြည့်အောင်အမေပဲပြုံးနေတယ်ဒါချပြီးတော့ယူဆိုနေတဲ့အတွက်ကြောင့်မလို့အတန်မပြောင်းဘူးအမေပဲပြုံးနေတယ် ကဲဒါဆိုရင်ဒစက်ထက်ယူဆိုမယ်ပဲပြုံးဝယ်ပါဒါဆိုရင်ဒီပြုတ်နေရမှာပြုတ်ဖြစ်သွားပြီပဲပြုံးဝယ်ပါကဲဒါဆိုရင်နောက်တစ်ချက်ကြည့်အောင်အတန်မပြောင်းနိုင်တဲ့စကလုံးနေဟာတဲ့ကရိယာစကလုံးနေဖြစ်တယ်တဲ့เนาะလစ်လာကြည့်မယ်ဆိုလို့ရှိရင်အတန်မပြောင်းနိုင်တဲ့စကလုံးနေရဲ့အများစုကကရိယာစကလုံးနေဖြစ်တယ်တဲ့ကဲဒါဆိုရင်တာတကောက်ကိုကြည့်အောင်ဘာသာပြန်သင်တဲ့เนาะ ဘာသာပြန်တင်တဲ့ဒီနေရာမှာဘာသာပြန်ဆိုတာနန်းအနေနဲ့တုံးထားတာဘာသာပြန်တင်တဲ့နန်းအနေနဲ့တုံးထားတဲ့အတွက်ကြောင့်မလို့သူ့ကိုဖတ်ရင်ဘလို့ဖတ်လဲဆိုတော့ဘာသာပြန်လို့ဖတ်တယ်ကဲနောက်တကြောင်းကြည့်အောင်ဘာသာပြန်နေတယ်ကဲဒီဘာသာပြန်နေတယ်ဆိုတာကြတော့သူကကရိယာအနေနဲ့သုံးထားတာမလို့သူ့ကိုကြတော့เนาะဒီ အတန်အတွက်ကနော်အတန်မပြောင်းမှုဘာသာပြန်နေတယ်ပထမတစ်ခုကတော့ဘာသာပြန်သင်တန်းသူကနန်းအနေနဲ့သုံးထားတဲ့အတွက်ကြောင့်မလို့အတန်အတွက်ကပြောင်းသွားတယ်ဘာသာပြန်သင်တန်းနောက်တစ်ခုကကရိယာအနေနဲ့သုံးထားတယ်ဘာသာပြန်နေတယ်သူကတော့နော်ထွက်တဲ့အတန်ဟာမပြောင်းပါဘူးတဲ့ ကဲနောက်တစ်ချက်ကိုလေ့လာကြည့်အောင်အတန်နှစ်ခုထပ်လို့ရှိရင်လေတဲ့နောက်ကအတန်အပြောင်းတယ်တဲ့ဥပမာပျော်ပျော်ပါပါเนาะပျော်ပျော်ပါပါเนาะအတန်နှစ်ခုထပ်ရင်ဘယ်နေရာမှာပြောင်းသွားလဲဆိုတော့နောက်ဒုတိယစကလုံးလေးတွေကပြောင်းပြောင်းသွားတယ်ပျော်ပျော်ပါပါเนาะပျော်ပျော်ပါပါနောက်တစ်ခုကပြင်းပြင်းထန်ထန်ပြင်းပြင်းထန်ထန် နောက်တစ်ခုကပြုံးပြုံးလေးနောက်တစ်ခုကဖတ်မယ်ဆိုရင်ပြုံးပြုံးလေးလို့ဖတ်တယ်ပျော်ပျော်ပျော်ပါပါပြင်း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 ထန်ထန်ပြုံးပြုံးလေးเนาะဒီဖတ်တာကိုရမယ်လို့ထင်ပါတယ်အသံနှစ်ခုထပ်လို့ရှိရင်လည်းနောက်ကအသံအားပြောင်းသွားတယ်တဲ့ပျော်ပျော်ပါပါเนาะဒုတိယစကလုံးလေးတွေပြောင်းပြောင်းသွားတယ်ပျော်ပျော်ပါပါပြင်းပြင်းထန်ထန် ်ပြုံးပြုံးလေးကဲစိတ်ဝင်စားဖို့တခုကောင်းတာကတော့အတန်နှလုံးအတန်ဒူနှလုံးဆင့်ထားတဲ့နော်နာမည်တွေမှာနော်အတန်ပြောင်းလေးမရှိဘူးတဲ့နော်ဒါပေမဲ့တာရကလေးတခုကြည့်အောင်သူ့အသားကဖြူဖြူဝင်းနေတာပဲတဲ့ဒီနေရာမှာထွက်သွားတဲ့အတန်တော်ကလေးကိုနားနားထဲမှာစွဲမိမယ်လို့ထင်ပါတယ်ဖြူဖြူဝင်းနေတယ် ဖြူဖြူဝင်းနေတယ်သူကနာမည်စကလုံးမော်ဘူးဒါပေမဲ့နာမည်စကလုံးကြည့်အောင်ဖြူဖြူဝင်းเนาะအတန်တူနှလုံးဆင်ထားတဲ့နာမည်စကလုံးတွေမှာသူကအတန်ပြောက်ပြီးတော့မဖတ်ဘူးဒါပေမဲ့ဒီလိုစာရေးသားထားတဲ့နေရာမှာကြတော့အတန်ကို ပြောက်ပြီးတော့ဖတ်တယ်သူအသားကဖြူဖြူဝင်းနေတာပဲတဲ့ကဲဒါလေးတွေကိုတော့နားလည်နိုင်မယ်လို့ထင်ပါတယ် ဒီနေ့ကလေးတွေကိုပြောပြပေးခဲ့တာကတော့ဓသမတန်မြန်မာသာဖတ်စာမှာပါဝင်တဲ့ရေတော့အတန်ရေတော့အမှန်ဖတ်တော့အတန်ဆိုတဲ့အခန်းကဏ္ဍတွေကနေပြီးတော့ရင် အခြေခံကြတဲ့အတန်ပြောင်းစနစ်တချို့ကိုပေါ်ပြပေးခဲ့တာဖြစ်ပါတယ်အတန်တွေမှန်ကန်စေရေးဖို့အတွဲ့နော်ဒီပေါ်ပြခဲ့တဲ့အချက်အလက်တွေကနေအထောက်အကူပြုလိုက်လိမ့်မယ်လို့ယုံကြည်ပါတယ်ကလေးတွေတည်တည်ချာချာလေး နေ့လာနားလည်နိုင်မယ်လို့ထင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်